ီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ street tag ပုံပြိုင်ပွဲတွေကကျင်းတွေလာပြိုင်ပွဲအားလုံးကကျင်းနေတော့မဟုတ်ဘူးအဲမဲ့ဆယ်ပွဲရှိရင်တဝက်လောက်ကကျင်းများတယ်အဲ့ဒါတော့ကြိုးစိတ်စေချင်တယ်ဟောပြီးတော့ကျွန်တော်တို့ဘလို့ဘလို့ဆုံးဖြတ်မလဲတဲ့မလားပြတကယ်တကယ် street tag ပုံပြိုင်ပွဲအစ်စ်ကကျွန်တော် အစစ်ကိုဆိုရင်ဘလို့ဆုံးဖြတ်မလဲပေါ့အဲ့ဒါလေးကိုကျွန်တော်ပြောပြရင်နှစ်တွေကဘလို့လုပ်ခဲ့တဲ့ပွဲတွေရှိတယ်ပွဲတွေရှိတယ်ဆိုရင်အဲ့ဒီပွဲကပုံတွေကိုကြည့်ပြီးတော့ဓာတ်ပုံပြိုင်ဓာတ်ပုံပွဲဓာတ်ပုံတွေကိုလိုက်ကြည့်ပေါ့နော်သူကတဲ့ကန်တစ်တွေအစစ်လားအဲ့တော့မိတ်ကင်တွေပါနေလားပေါ့ထွေတွေပါနေလားနောက်ပြီးတော့ elephant shot တွေပါနေလားအဲ့ဒါတွေလိုက်ကြည့်ပေါ့တော့အတေးကြတော့ကြည့်ရနိုင်မယ်အချို့လူတွေကဒီ organizer တွေအချို့တွေကတအားလဲ ဆိုကျွန်တော်တို့က organizer ကြီးလည်းကြည့်ပြီးသွားပြီအရင်နှစ်တည်းကပုံလည်းကြည့်ပြီးသွားပြီ the street ya street ပြိုင်ပွဲအစစ် street ပြိုင်ပွဲအစစ်ဆိုတာ ਨੇ ကိုယ်တွေနောက်တစ်ခုဘာကြည့်ရမလဲဆိုတော့ဒိုင်းတွေကိုလိုက်ကြည့်ရမယ်ဒိုင်းတွေကဒိုင်းတွေကဘာပွဲကိုတို့ကဘလို့ပုံတွေကိုတို့ကြိုက်တယ်လဲဘလို့ຢာတွေကိုတို့ကကြိုက်တယ်လဲပေါ့နော်အဲ့လိုပဲပြောပါပေါ့အဲ့ဒါလိုက်ကြည့်ကြည့်ပြီးသွားဆိုရင်တချို့ပွဲတွေက free free ရှိတယ်ဒါပေမဲ့တချို့ကြတော့ပတ်စံပေးရတာတချို့ပွဲတွေကြတော့အဲ့လိုပတ်စံပေးရပြီဆိုရင် သူတို့တွေကဘယ်လိုလုပ်ကြလဲဆိုတော့ဓမ္မုံဓမ္မုံကို30ပဲထား9ပုံပို့တယ်ဆိုရင်40ဖြစ်သွားကိုက30တတော်ပါအဲ့မှာကိုက fee ဖြစ်သွား fee ဖြစ်သွားပြီးတော့ကိုကဓမ္မုံပို့ခြင်းစီဖြစ်လာဟုတ်တယ်မလားဓမ္မုံပို့ခြင်းစီဖြစ်လာသူတို့သူတို့ရဲ့သူရဲ့ technique ပဲအဲ့ဒါတော့အဲ့ဒါညင်းတော့ကိုကိုအော်ကိုရီဆိုရင်ဒီချိန်တော့တာအများကြီးပို့တာပတ်စံတာအကုန်လာအဲ့လိုမျိုးကိုပုံကောင်းလားမကောင်းလားလည်းမသိဆွတ်ဆွတ်ပို့တာ ပတ်စံပဲကုန်သွားတာဘာမှမထူးတော့နောက်တစ်ခုကျွန်တော်အကြံပေးချင်တာတစ်ခုကရှော့စထရီးဓာတ်ပုံပြိုင်ပွဲတွေမှာဈေးသားဈေးရမ်းများတယ်ဈေးရမ်းများရင်ဝယ်မပြိုင်နဲ့အဲ့ပတ်စံစု စုပြီးတော့ကင်မရာတလုံးကဝယ်ဝယ်ပြီးတော့ဓာတ်ပုံအပြင်မှာထွက်ရိုက်တာမှကိုတော့ပို့အကြီးချိုးရှိမယ်ဘလို့ဘလို့ဘလို့ဈေးများဆိုကြောင့်ပြမယ်တပုံ20လောက်လောဖြစ်သွားရင်တော့ပြန်ပြိုင်စီကျွန်တော်တပုံ20ဆိုတအားများဝိုင်းတရားတအားလွန်ဝိုင်းဥမာတပုံ5ချက်လောက်ဆိုရင်တော့ကိုကန်စမ်းမဲနိုင်သလိုပေါ့ကန်စမ်းမဲဝယ်သလိုအဲ့လိုမျိုး သွား submit လုပ်လိုက်အဲ့လိုအဲ့လိုဆိုရင်တော့ငါကျဲဆိုရောမသိတော့မရှိလေအဲ့မလားဒါပေမဲ့မြန်မာနိုင်ငံကလူတွေတွေ့တော့နည်းနည်းတော့များတော့ငါကျဲဆိုအခုဆိုပိုးတော်ဆိုးနေတယ်အဲ့တော့နည်းနည်း change change ပေါ့အချို့ပွဲချို့ပွဲတိုင်းကနောက်ဆုံးညရဲ့ finalist နဲ့ကိုယ်နဲ့ပြီးသွားတာများတယ်စုရဖို့ပါလို့ဆိုတာတအားခက်တယ်သူတို့ဘာဖြစ်ဆိုတော့ခါကျ3စုပဲသူတို့ကပေးတယ်ပထမဒုတိယတတိယဒါပဲပေးတယ်ပြီးသွားရင်ကျန်တဲ့လူကျန်တဲ့ကျန်တဲ့ ဘယ်လောက်ဘယ်တော့ဘယ်တော့ပုံ90ပဲရှိဘယ်လောက်ပဲကျန်တဲ့ခါကျတော့အကုန်လုံးက final ဖြစ်သွား final ဖြစ်စပါရလဲဆိုတော့ final ဖြစ်ရင်ပါရလဲဆိုတော့ तू ကဓာတ်ပုံပြပွဲမှာဓာတ်ပုံပြခွင့်ရတယ်ဒါပဲတက်စစ်ပြီးသွားပြီဘာမှရှိတော့ဒီကဲခင်ဗျာတို့ page မှာတင်ရင် तू က page မှာတင်လိုက်ပြီဆိုရင် Instagram မှာလာပြီးတော့ Instagram မှာတချို့တွေကလာပြီးတော့ကို follow လုပ်ကြတာပေါ့ဒါအဲ့လောက်ပဲဒါပဲဆိုတော့ကိုကကုပုံကောင်းတယ်လို့ထင်တာထင်ပြီးပို့လိုက်တယ်ကိုပုံကဆောင်းအောင်ကြွတယ်ကွာရေလေကြီးမိုက်တယ်ကွာ ဆိုတော့ finalist ဝင်နိုင်တယ်ဒီပုံကပို့လိုက်ကိုကကောင်းတယ်ထင်တယ်ဒါပေမဲ့ဒိုင်နေကြမှာဒိုင်နေထင်တာကြတော့သူတို့စီတယ်မဒီမောလောမကောင်းအဲ့ဒါဆိုရင်လည်းကိုကဘာမှမဖြစ်တော့ပြန်အောင်ကိုကပြုတ်သွားပြန်အောင်အဲ့လိုမျိုးအဲ့လိုမျိုးအများကြီးရှိတယ်နောက်တပုံတပုံပြန်ဝေး street တပုံပြန်ဝေးတွေပြိုင်မှာဆိုရင်ဘရောမှာမြုံနေကြအကြီးမထားနဲ့ကိုကဒီကေကိုပို့လိုက်မယ် okay ပြီးပို့ပြီးတော့မေးလိုက်တော့နောက်မှသူ result ကျညာရဲ့အချိန်မှာအော်ငါ finalist ရတယ်ဟော wow မိုက်တယ် နောက်ခါငါနောက်တစ်ခါကျရင်ငါတကယ်ပိုကောင်းတဲ့ဓာတ်ပုံတွေရိုက်မယ်ဘလို့ရိုက်မယ်အဲ့လိုပဲစဉ်းစားအဲ့မှာအဲ့လိုမျိုး depression ဝင်သွားတာပါညာအဲ့လိုမျိုးမခံစားနဲ့အစတည်းကအဲ့လိုမခံစားနဲ့ဓာတ်ပုံစာပဲဓာတ်ပုံပြန်ဝဲပြိုင်မယ်ဆိုပြီး street street မှာပြိုင်မယ်ဆိုရင်အဲ့လိုမျိုးမခံစားနဲ့ street မှာတအားခက်တယ် finally ဆိုဝင်ဖို့တော့အဲ့ဒါကြောင့် mm မရဘူးလို့မဟုတ်ရတော့ရနိုင်တယ်ဗျာတင်လို့လားတဲ့ပုံနေတာအကောင်းနဲ့ရှယ်ကြီးဒီမိုက်နေတယ်ဆိုရင်တော့ဖြစ်နိုင်တယ်အဲအကုန်လုံးကတော့ဒိုင်ပုံပဲမူတည်တာဒိုင်တွေက သူတို့မကြိုက်တော့ဆိုရင်ဘာမှကိုလုံးလုံးမရအောင်ဟဲ့ဗျာအဲကြောင့်ချိုးတွေလိုမျိုးတောင်းပြိုင်ပွဲတွေပါ냐ပြိုင်နေတာရှိတယ်ဆိုပါ냐ဆိုရင်ကို့လာမေးကို့ Instagram မှာလည်းရှိတယ် Facebook မှာလည်းရှိတယ်ဟာကိုဒီဒီပုံဒီပုံလေးတွေပြပြိုင်လို့ရလားဘာလို့လဲဒီပုံလေးတွေကောင်းလားဟိုကိုချန်ပေးပေးလို့ရဒါပေမဲ့နောက်တစ်ခုကျတော့နောက်တစ်ခုနောက်တစ်ခုကိုချန်ပေးချင်တာကိုပြောတိုင်းလည်းမယုံနဲ့ဘောတယ်မလားကိုကိုပြောတိုင်းလည်းမယုံနဲ့တချို့တွေကခဏချင်းကိုပြောရလဲမှားတာရှိရင်ရှိမယ် ကောင်းတာရှိလည်းရှိမယ်။အင်းအခု story တစ်ခုပြောပြမှာတစ်ချိန်လုံးကကိုယ့်ရဲ့အဒီတိတ်ငတ်ပုံလေးဆိုရင်တိတ်ငတ်ပုံလေးကိုဆရာတရားကိုပြဘူးတော့အဲ့ဆရာတရားကဘာပြောလဲဆိုတော့ညီလေဒီဘေးပါဝင်ညာစိတ်ဝင်စားဖို့ကောင်းတယ်ဒီတစ်ခုပဲဒီဒီအလေတစ်ခုပဲစိတ်ဝင်စားဖို့ကောင်းတယ်တဲ့အဲ့တော့ဒီလိုဖြတ်လိုက်လေထောင်းလိုက်ဖြတ်လိုက်လေဟိုးအဲ့လိုထောင်းလိုက်ဖြတ်လိုက်လေဟုတ်ကဲ့ကိုတို့ဟိုဖြတ်လိုက်မယ်လို့ဒါပေမဲ့အဒီမိုင်းအမီမှာ မိုင်းမီစတရီးဖိုတိုဂရဖီဖက်စတီဗယ်မှာ2019မှာပြိုင်ပွဲလုပ်တော့ကိုကဒီဖြတ်ပြီးသားပို့မပို့ပဲနဲ့မဖြတ်ကြရတဲ့ပို့ပို့လိုက်မဖြတ်ကြရပို့သူအပြည့်ပို့လိုက်ပြီးပြတော့ finalist ရအောင်အဲ့ဒါနဲ့ကိုလည်းခ냐ရင်ဆရာကြီးပြောတာလဲမှားတတ်တယ်အဲ့ကြောင့်အမြဲတမ်းဆရာကြီးဆရာကြီးအပြည့်ပြောတာတော့မဟုတ်တယ်မလားခ냐ရင်ကိုမိုင်းနဲ့တင်တာချတာချအဲ့လိုအကြံပေးနေတာ ဒီ episode ကတော့ဒီလောက်ပါပဲနောက်ကြရင်နောက် နောက် episode တွေကျမှတက်ပုံပြိုင်ဆွေးတက်ပုံပြိုင်ပွဲတွေမှာဘယ်လိုတက်ပုံတွေကို edit လုပ်ရလဲဘယ်လိုပြင်ရလဲဆိုတာပြောပြမယ်ဘယ်လောက်ထိပြင်ခွင့်ရှိလဲ street တက်ပုံပြိုင်ပွဲထဲမှာဒီနည်းတစ်ခုပဲသွားတယ်ဘယ်လောက်ထိပြင်ခွင့်ရှိရဲဆိုတာအကို right on light on နဲ့တေးကြပြရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည် Simon Thau ပါတက်ပုံတွေကိုချစ်တဲ့လူသားတစ်ယောက်ပါ 那我比着你们别增加了。